Java OOBC ရဲ့အပိုင်းတစ်ကနေကြိုဆိုပါရစေ။ကျွန်တော်တို့အပိုင်းတစ်မှာတော့ object တွေနဲ့ class တွေအကြောင်းကိုစပြီးတော့လေ့လာကြည့်ပါမယ်။ကျွန်တော်တို့ OOB ဆိုတဲ့သူကအတိတ်ပဲရပါဘောနော်။ object oriented programming လို့ခေါ်တယ်ပေါ့။ object ဆိုတာကျွန်တော်တို့ object အရာဝတ္ထုတွေပေါ့နော်။အရာဝတ္ထုမှန်သမျှကိုကျွန်တော်တို့ object တွေလို့ခေါ်တယ်ပေါ့။ကျွန်တော်တို့ရေတွေပေါ့နော်။ရေတို့ကျွန်တော်တို့တခြားဟိုကားတို့ပေါ့နော်။ mobile phone တို့စသဖြင့်နေရာကျွန်တော်တို့ object တွေလို့ခေါ်တယ်ပေါ့။ ဒီ Java မှာဆိုရင်လည်းကျွန်တော်တို့ object တွေနဲ့အကုန်လုံးကိုတိစောက်ထားတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ Java programming language တစ်ခုလုံးကိုကျွန်တော်တို့ object oriented language ကြီးလို့ခေါ်တယ်ပေါ့နော် programming language တစ်ခုဖြစ်တယ်လို့ခေါ်တယ်ပေါ့ oriented ဆိုတော့ကျွန်တော်တို့အင်္ဂလိပ်မှာကျတော့ဘယ်လိုပြန်ထားတော့ဆိုတော့သူကဦးစားပေးထားတဲ့ဟာလို့ပြန်ထားတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒါကိုကိုစိတ်ကြိုက်ပြန်လို့ရတယ်ပေါ့နော်ကိုဟိုဟာဖြစ်တယ်လို့အတိတ်ပဲကောက်လို့ရပါတယ်ကဲအဲ့တော့အဓိကကတော့သူက Java ဆိုတာကတော့ကျွန်တော်တို့ object ကိုအခြေခံထားတဲ့ language တစ်ခုပဲဆိုတာကိုသိထားဖို့လိုပါမယ် ကဲပြီအဲ့တော့ကျကျွန်တော်တို့ object data ကိုစာပြီးတော့လေ့လာကြည့်ရပါမယ်ကျွန်တော်တို့ပထမဆုံးအနေနဲ့ java မှာပေါ့နော် object တွေကိုဘယ်လိုစောက်တယ်ဆိုတာလေးတစ်ချက်ပြောပြမယ်ပေါ့အရင်ဆုံးကျွန်တော်တို့ဒီ object ကိုစောက်ချင်တယ်ဆိုကျွန်တော်တို့ class တွေဖန်တီးဖို့လိုတယ်ပေါ့နော် class ဆိုတာကျွန်တော်တို့အခန်းကဏ္ဍတွေအများကြီးခွဲထားဖို့လိုတယ်ပေါ့ကျွန်တော်ဒီမှာဆိုရင် main.java ဆိုတဲ့ main class လေးတစ်ခုရှိပါတယ်ဒါဒီဟာလေးပေါ့နော် main ဆိုတဲ့ class လေးဖြစ်ပါတယ်ဒါလေးရလေတကယ်တမ်းကတော့ main ဆိုတဲ့ object လေးတစ်ခုဖြစ်မှာပါပဲအဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင် ောက်တစ် object တစ်ခုကိုကျွန်တော်ဖန်တီးခြင်းတယ်ပေါ့နော်ဆိုကြပါစို့ကျွန်တော်ဥပမာအနေနဲ့ dot ဆိုတဲ့ object လေးပေါ့နော်ခွေးဆိုတဲ့ object လေးကိုဖန်တီးကြည့်လိုက်မယ်ခွေးဆိုတဲ့တိရစ္ဆာန်လေးတစ်ကောင်ဖန်တီးကြည့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ကျွန်တော်နောက်ထပ် java file တစ်ခုထပ်ပြီးယူလိုက်မယ်ကျွန်တော် dot dot ဆိုပြီးတော့ပေးလိုက်မယ်ပေါ့နော်ပြီးရင် okay လုပ်လိုက်မယ်အဲဒါဆိုရင်သူကဒီမှာကျွန်တော်တို့ dot ဆိုတဲ့ class လေးတစ်ခုကိုဖန်တီးပြီးသွားပါပြီဒါပေမဲ့ဒီကောင်က class အဆင့်ပဲရှိပါသေးတယ် object တစ်ခုမဖြစ်သေးပါဘူးပေါ့နော် တော့ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်တို့တခုပြောချင်တာကဟောဒီ class ဆိုတာကကျွန်တော်တို့ဘာနဲ့တူတုံးဆိုရင်ပေါ့နော်ကျွန်တော်တို့စောက်လို့ရေးတွေမှာသုံးတဲ့ blueprint လေးနဲ့တူတယ်ပေါ့နော် blueprint ဆိုတာသူကကျွန်တော်တို့အိမ်တလုံးစောက်တော့မယ်ဆိုရင်အရင်ဆုံးပေါ့နော်အိမ်တလုံးမစောက်ခင်အိမ်တလုံးရဲ့ design ကိုပုံကျန်းအနေနဲ့ဆွဲထားတဲ့ဟာမျိုးကိုပြောတာပေါ့နော်ကျွန်တော်ပြပေးမယ် အဲဒီရမျိုးပေါ့နော်ကျွန်တော်တို့ဒီမှာဆိုရင်အိမ်တလုံးရဲ့ဒီဇိုင်းကိုသူဆွဲထားတယ်ပေါ့နော်ဘယ်ဘယ်နေရာမှာပါရှိမယ်ဘယ်နေရာမှာပါရှိမယ်ဆိုတဲ့ဟာပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့အခန်းတွေကိုသူဖြစ်လောက်ထားတယ်ပေါ့နော်အဲ့ဒါလေးကကျွန်တော်တို့ဘာနဲ့တူလုံးဆိုရင်ကျွန်တော်တို့အခုဒီမှာလဲပေါ့နော်ကျွန်တော်တို့ရဲ့ဒီ object တွေကိုဖန်တီးမယ်ဆိုရင်အရင်ဆုံးဘာဆောက်ရအောင်ဆိုတော့ကျွန်တော်တို့ object တခုဖန်တီးဖို့အတွက်ကျွန်တော်တို့ class တခုအရင်ဆောက်ရတယ်ပေါ့နော်အဲ့ class ကဘာနဲ့တူလုံးဆိုတော့အဲ့ဒီ blueprint လိုပဲပေါ့နော်တကယ်အိမ်ကြီးတစ်လုံးဖြစ်လာတာတော့မဟုတ်ဘူးဒါပေမဲ့အဲ့အိမ်တစ်လုံးဖြစ်လာဖို့အတွက်ပထမဆုံးအနေနဲ့ ဲချထားတဲ့အကျန်းအကျန်းဆွဲထားတဲ့ဟာမျိုးပေါ့နော်ဟိုအကျန်းဆွဲထားတဲ့ဟာမျိုးကိုကျွန်တော်တို့ blueprint လို့ခေါ်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကျွန်တော်တို့ class ကဘာနဲ့တူတုံဆိုရင် blueprint နဲ့တူပါတယ်တကယ် object မဖြစ်သေးဘူးပေါ့နော် object တခုဖြစ်ချင်နေဆိုရင်ဘာလို့ဖို့လို့တော့ဆိုတော့သူ့ကိုကျွန်တော် instant shape လုပ်ပေးဖို့လိုပါတယ်ဒါဆိုရင်တော့ object ဖြစ်သွားပါပြီပေါ့နော် instant shape လုပ်ပြီးပြီဆိုရင်တော့ object တခုဖြစ်သွားပြီပေါ့နော်ကဲဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ dot ဆိုတဲ့ class လေးဖန်တီးလိုက်ပြီပေါ့နော်အဲ့တော့ကျွန်တော်အဲ့ဒီ class ထဲမှာကျွန်တော်ဘာလုပ်ချင်တော့ဆိုတော့ အခွေးဆိုတဲ့ object လေးတစ်ခုဖြစ်တဲ့တော့ကျွန်တော်ခွေးမှာကျွန်တော်တို့အဲနာမည်ရှိမှာပေါ့နော်ခွေးမှာနာမည်ရှိမှာအဲ့တော့နာမည်ရှိမှာဆိုတော့ကျွန်တော်နာမည်ပေးလိုက်မှာပေါ့နော်နာမည်ကိုကျွန်တော်ဗာနေနဲ့ပေးမှာဆိုတော့ string နေနဲ့ပေးမှာပေါ့အဲ public string name ပေါ့နော်နာမည်ရှိမှာနောက်တစ်ခါအဲဗာရှိနိုင်အောင်မှာတော့ဆိုတော့ကျွန်တော်တို့အယောင်ရှိနိုင်အောင်မှာပေါ့နော်အဲ့တော့ name ရယ် color ရယ်နောက်တစ်ခါ ်ဘာလုပ်မအောင်ဆိုတော့ဟုတ်တော့ဒါလည်းပေါ့နော်ကျွန်တော်အစမ်းအနေနဲ့ဆိုတော့ကျွန်တော်နာမည်ရဲ့အယောင်ရထည့်ပြရမယ်ပေါ့နော်ကဲဟုတ်ပြီအဲ့တော့ကျတော့ခွေးကဘာလုပ်မအောင်ဆိုတော့ကျွန်တော် function လေးတစ်ခုထပ်ထည့်လိုက်အောင်မယ်ပေါ့နော်ဒီထဲမှာ method လေးတစ်ခုထပ်ထည့်လိုက်မယ် public void ဆိုပြီးတော့음ဟောက်မယ်ပေါ့နော် back လုပ်မယ်ပေါ့ဟုတ်ပြီဟောက်မယ်ပေါ့နော်အဲ့တော့ဟောက်မယ်ဆိုတော့ကျွန်တော်ဘာလုပ်ခိုင်းလိုက်မအောင်ဆိုဆိုပြီးတော့ print ထုတ်ခိုင်းလိုက်မယ်ပေါ့ ို့ဆိုပြီးတော့ပေါ့နော်ကဲဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာတော့ဆိုတဲ့ class တွေတခုရတော့ပြီပေါ့အဲ့တော့ကျတော့ object တခုဖြစ်ကျင်နေဆိုရင်ကျွန်တော်တို့ဒီမှာလာပြီးတော့ instantiate လုပ်ပေးဖို့လုပ်ပါလေအဲ့တော့ object တွေကိုကျွန်တော်တို့ instantiate လုပ်ကျင်နေဆိုရင်ပေါ့နော်ဒီမှာကျွန်တော်အရင် shape သင်ခန်းစာမှာလည်းပြောတော့ပြောခဲ့ဘူးတယ်ပေါ့နော်အဲ့ဒါလေးကျွန်တော်ပြန်ပြောပြရမယ်ဘယ်လိုလုပ်ရအောင်ဆိုကျွန်တော်တို့ပထမဆုံးအနေနဲ့ပေါ့နော်ကိုကကျွန်တော်တို့ကိုလုပ်ချင်တဲ့ object ရဲ့ body ပဲ name ရှိရှိတယ်ပေါ့နော်ကျွန်တော်တို့ကတော့ဆိုတဲ့တော့ဆိုတဲ့အဲဟိုပါပေါ့နော် class ကိုယူมาဖြစ်တဲ့တော့ကျွန်တော်ဆိုပြီးတော့ယူလိုက်မယ်အဲတော့ဆိုပြီးတော့ကျွန်တော်ဒါနာမည်ဘယ်လိုပေးလိုက်မှာတော့ဆိုတော့တော့1လို့ပေးလိုက်မယ်ပေါ့နော်အဲ့တော့စပြီးတော့ကျွန်တော်တို့အဲ့ဒီ class လေးကိုစပြီးတော့ instantiate လုပ်ချင်တယ်ဆိုရင် new ဆိုပြီးတော့ new ဆိုရယ် keyword ကလေးနဲ့ instantiate စပြီးတော့လုပ်ရပါတယ် new dot ဆိုပြီးဒါဆိုရင်ရပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီ dot 1ဆိုတဲ့ variable တဲကိုကျွန်တော်တို့ object လေးတခုယောက်လာပြီပေါ့နော် dot ဆိုတဲ့ object လေးတခုယောက်လာပြီအဲ့တော့အဲ့ဒီ dot 1ရဲ့ ကျွန်တော်နာမည်ကိုပေါ့နော်နာမည်ကိုအောင်းနဲ့လို့ပေးလိုက်မယ်ပေါ့နော်အောင်းနဲ့လို့ပေးလိုက်မယ်နောက်တစ်ခါအဲ့ဒီဒေါ်ဝမ်းရဲ့ကာလာပေါ့နော်အယောင်ကိုကျတော့ကျွန်တော်ဘလက်ပေါ့နော်အနက်အနက်လို့ပေးလိုက်မယ်အဲဒါဆိုဟုတ်ပြီဒါဆိုကျွန်တော်တို့ဒီဒေါ်လေးဒေါ်1ဆိုတဲ့ပေါ့နော်အောင်နဲ့ရဲ့အဲ object လေးတစ်ခုရလာပြီပေါ့နော်အောင်နှက်ဆိုတဲ့ object လေးတစ်ခုရလာပြီအဲ့ဒီ object လေးကအဲ့ဒီ dot 1လေးကကျွန်တော်တို့ဘာလုပ်မှာတော့ဆိုရင်စပြီးတော့အဲဟောင်းမယ်ပေါ့နော် dot 1. back ဆိုတဲ့ function လေးကို method လေးကိုခေါ်လိုက်မယ်ဒါဆိုရင်သူကစပြီးတော့ဟောင်းသွားမယ်ပေါ့အဲ့ဒီမှာဆိုရင် hook ဆိုပြီးပြရတယ်ပေါ့နော်ဒါဆိုရင်အဲ့ဒီကောင်ကနေအောင်အဲ့ဒီ dot 1ကပေါ့နော်တကယ်ရောအောင်နှက်ဟုတ်ရဲ့လားဆိုတော့ကျွန်တော်တို့ထုတ်ကြည့်အောင်မယ်ပေါ့နော်အဲ့တော့ကျွန်တော်မလုပ်လိုက်မှာလို့ဆိုတော့ system.out. print alan ဆိုပြီးတော့ကျွန်တော်အဲ့ဒီ dot 1ရဲ့နာမည်ကိုထုတ်ကြည့်လိုက်မယ်ပေါ့နော် dot 1ရဲ့နာမည်ထုတ်ကြည့်လိုက်မယ်ဟုတ်ပြီအဲဒါဆိုရင်ကျွန်တော်တို့ပထမဆုံးအနေနဲ့ပေါ့နော်ဟုတ်ဆိုပြီးတော့ဟောင်းသွားတယ်ပေါ့နော်ဟောင်းသွားပြီးရင်ကျွန်တော်တို့ object ရဲ့နာမည်က on net ပေါ့နော်ကဲဒါဆိုရင်ကျွန်တော်တို့ color ဘာထပ်ထုတ်ကြည့်မယ်ပေါ့ color ကဘာအောင်တော့ပေါ့နော်ဘာအောင်ဖြစ်နေတာတော့ဆိုတော့ထပ်ပြီးတော့ထုတ်ကြည့်လိုက်မယ် ကာလာကိုထုတ်ခြင်းနဲ့ဆိုရင်ဒေါ်ဝမ်းဒေါ်ကာလာပေါ့နော်ကဲပြီးထုတ်လိုက်တော့ကျွန်တော်တို့ black ဆိုပြီးတော့ပြတယ်ပေါ့နော်ကဲဒါဆိုရင်ကျွန်တော်တို့အောင်နက်ကအနက်ရောင်အနက်ရောင်ခွေးလေးတကောင်ပေါ့နော်အခွေးလေးတကောင်ပြီးတော့ကျဟုတ်ဆိုပြီးတော့သူကဟောင်းပြလိုက်တယ်ပေါ့နော်ကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့အဲ့ဒီမှာအဲ့ဒီလို blue print လေးတစ်ခုရှိနေပြီပေါ့နော် class လေး dot ဆိုတဲ့ class လေးတစ်ခုရှိနေပြီဆိုတာနဲ့ကျွန်တော်တို့ဘာလို့လို့ရပြီတော့ဆိုတော့ ကျွန်တော်တို့ object တွေအများကြီးဖန်တီးလို့ရတော့ပြီပေါ့နော်ကျွန်တော်တို့ blueprint နဲ့ပြောမယ်ဆိုရင်ကျွန်တော်တို့အဲ့ဒီလိုအိမ်အိမ်ရဲ့ပုံချမ်းကလေးပေါ့နော်အိမ်ရဲ့ design လေးရှိနေပြီဆိုတာနဲ့အဲ့ဒီအိမ်မျိုးအများကြီးထပ်ပြီးတော့စောက်လို့ရတော့ပြီပေါ့နော်ကိုစောက်ချင်တဲ့လောက်အဲ့ဒီအိမ်အိမ်ရဲ့ပုံစံကိုအပြင်ဘက်မှာတကယ်စောက်လို့ရတော့ပြီပေါ့အဲ့တော့အဲ့လိုပဲကျွန်တော်တို့အဲ့ဒီမှာ blueprint လေးပေါ့နော် class လေးတစ်ခုရှိနေတာဖြစ်တဲ့အတွက်ကြောင့်မို့အဲ့ဒီ class ကို modify ပြီးတော့ကျွန်တော်တို့ object တွေအများကြီးထပ်ပြီးတော့စောက်လို့ရတော့ပြီဖြစ်ပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့ dot dot 2ပါထပ်စောက်ကြည့်မယ်ပေါ့နော် dot 2 equal to ျွန်တော် new ဆိုပြီးတော့ new ဆိုတဲ့ keyword နဲ့ dot ဆိုပြီးထပ်ခေါ်လိုက်မယ်။ဒါဆိုရင်ကျွန်တော်နောက်ထပ်တစ်ခုထပ်ပြီးတော့ object လေးတစ်ခုထပ်ရလာပြီပေါ့နော်။အဲ့ဒီ object လေးကိုလည်းကျွန်တော် dot 2လေးကိုလည်းကျွန်တော်ဘာလို့ခိုင်းမအောင်ဆိုတော့ back ဆိုပြီးတော့ဟောင်းခိုင်းလိုက်မယ်ပေါ့နော်။အဲဟောင်းခိုင်းလိုက်တယ်ဆိုကျွန်တော်နောက်နောက်တစ်ခါတဝုနောက်တစ်ခါတကောင်ဟောင်းတယ်ပေါ့နော်။ကဲဒီတကောင်ကရောကျွန်တော်တို့ဘယ်သူတော့ဆိုတော့နာမည်ပေးဖို့လိုလာပြန်ပြီပေါ့နော်။အဲ့တော့ကျွန်တော် dot dot 2ရဲ့နာမည်ကိုကျွန်တော်အဲဒီခါပူကြပါတော့ ဖို့ကြားလို့ပေးလိုက်မယ်ပေါ့တော်တူးရဲ့အယောင်ကိုကြတော့ကျွန်တော်အယောင်ကိုကျွန်တော်ရဲလို့ပေါ့နော်အဝါယောင်လို့ပေးလိုက်မယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ပူကြရလဲဟောင်းသွားတယ်ပေါ့နော်ကဲဟုတ်ပြီအဲ့ဒါဆိုရင်အဲ့ဒီတော်တူးကဘသူလဲပေါ့နော်အဲ့ဒီအဲ့ဒီဘသူဟောင်းလဲတော်တူးဆိုတဲ့ object ကဘသူကြီးလဲဆိုတော့ကျွန်တော်သိဖို့အတွက်အဲ့ဒီတော်တူးရဲ့နာမည်လေးကိုကျွန်တော်တခါ print ထုတ်ကြည့်လိုက်မယ်ပေါ့နော် system. out dot print ဆိုပြီးတော့ကျွန်တော်အဲ့ဒီ dot 2ကို print ထုတ်ကြည့်လိုက်မယ်ဒါဒူဒေါ် name ပေါ့နော်နာမည်ကို print ထုတ်ကြည့်လိုက်တော့ကျွန်တော်တို့အဲ့ဒါကဘယ်သူတုံးဆိုတော့ဘူကြားဟောင်းလိုက်တာပေါ့နော်ကဲပြီဒါလေးကကျွန်တော်တို့ဒါ object ပေါ့နော်အစမ်းလောက်ပြတာဖြစ်ပါတယ် အဲ့လိုပဲကျွန်တော်တို့ဒီမှာ object ရဲ့စောက်တဲ့နေသဘောတရားတွေကိုသိသွားပြီဆိုတော့နောက်ထပ်ကိုအများကြီးထပ်ပြီးတော့လုပ်လို့ရသွားပြီပေါ့နော်ကျွန်တော်နောက်ထပ် object လေးတစ်မျိုးထပ်ပြီးတော့စောက်ရပြီမယ်ဘယ်လိုတော့ဆိုတော့ထားပါတော့ကျွန်တော်တို့ mobile ဆိုတဲ့ဟာလေးပေါ့နော် mobile ဖုန်းနေထုတ်မဲ့စက်ရုံတရုံပဲထားပါတော့နော်ဒါဆိုရင်ကျွန်တော်တို့ mobile ဖုန်းတစ်လုံးရဲ့ design ကိုဆွဲလိုက်ပြီပြီအဲ့တော့ mobile ဖုန်းတစ်လုံးမှာကျွန်တော်တို့ဘာတွေပါမှာလုံးဆိုတော့ဟုတ်ပြီအဲ့တော့ကျွန်တော် mobile ဖုန်းတစ်လုံး design ဆွဲမယ်ဆိုတော့ကျွန်တော်တို့ဘာတွေပါမှာလုံးဆိုတော့ ပထမဆုံးအနေနဲ့ brand ပါမယ်ပေါ့နော်သူရဲ့ brand နာမည်ပါမယ် sorry ကျွန်တော် brand နာမည်ကိုကျွန်တော် string တခုအနေနဲ့သတ်မှတ်လိုက်မယ် brand ရှိမယ်နောက်တစ်ခါအယောင်ရှိမယ်ပေါ့နော်ဒီမှာလဲဒီမှာလဲအယောင်ရှိလိမ့်မယ်ပေါ့အဲနောက်တစ်ခါအာထားပါတော့ကင်မရာပေါ့နော်ကင်မရာကိုဘာသုံးပါလဲပေါ့ကင်မရာကိုလည်းကျွန်တော် string တန်ဖို့ string ပဲထားလိုက်မယ်အဲနောက်တစ်ခါကျွန်တော်တို့ဘာတွေထည့်လို့ရသေးတုံးဆိုတော့ ။တကယ်တမ်းထည့်လို့ရတယ်လို့အများကြီးပေါ့နော်ကျွန်တော်ဥပမာအနေနဲ့ပဲဒါလောက်ပြတာဖြစ်ပါတယ်။အဲ့တော့ display ပေါ့နော် display ကိုလည်းကျွန်တော် screen အနေနဲ့ထားလိုက်မယ်ပေါ့။ဟုတ်ပြီနော်။ကဲဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်အဲ့ဒီဖုန်းတစ်လုံးစောက်လိုက်မယ်ပေါ့နော်ကျွန်တော်တို့ဖုန်းတစ်လုံးစောက်လိုက်မယ်။အဲစောက်ပြီးသွားရင်ကျွန်တော်ဒီမှာထားပြီးတော့အဲ့ဒီဖုန်းတစ်လုံးကိုကျွန်တော်ဘာလုပ်လိုက်မှာတော့ဆိုတော့ဖန်တီးတော့မယ်ပေါ့နော်စပြီးတော့ဖန်တီးတော့မယ်။ object တစ်ခုဖန်တီးတော့မယ်။အဲ့တော့ကျတော့ mobile ဆိုတဲ့ object ဖြစ်လိမ့်မယ်ကျွန်တော်ဒီကောင်းကိုအဲ redmi ပေါ့နော် redmi ထားပါတော့ကျွန်တော် redmi equal to new new ဆိုပြီးတော့ mobile ရဲ့ sorry b i m o b i l e mobile ဆိုတဲ့ဟာကိုယူရမယ်ပေါ့နော် mobile ဆိုတဲ့ class ကိုယူရမယ်အဲ့တော့ကျွန်တော်အဲ့ဒီ redmi ရဲ့ကျွန်တော် brand ကိုပေါ့နော် brand ကိုကျွန်တော်ဗာထားလိုက်မှာလို့ဆိုတော့ထားပါတော့အဲ note 8ပေါ့နော် note 8ပေါ့ note 8ထားပါတော့ ဟုတ်ပြီအဲ့ဒါပြီးရင်ကျွန်တော်တို့ဘာလုပ်မှာတော့ဆိုတော့ Redmi မှာကျွန်တော်တို့ဘာတွေရှိနိုင်သေးတုံးဆိုတော့ color ရှိရုံပဲပေါ့နော်အဲ့တော့ Note 8ကိုကျွန်တော်ဒါပေါ်တော့ blue ဆိုပြီးတော့အပြာရောင်လေးထားလိုက်မယ်ပေါ့ Okay နောက်တစ်ခါ Redmi ကိုအဲကင်မရာပေါ့နော်ကျွန်တော်ကင်မရာကိုဘာသုံးမလဲပေါ့ကျွန်တော်ဘယ်ကုမ္ပဏီကသုံးမလဲပေါ့ Sony ကသုံးမလား Leica သုံးမလားပေါ့ကျွန်တော်အဲ CA ထားပါတော့ like ကသုံးလိုက်မယ်ပေါ့နော်။ Okay အဲ့ဒါပြီးရင်နောက်တစ်ခါ နောက်ဆုံးအနေနဲ့ display ပေါ့နော် display ကိုကျွန်တော် LCD သုံးမလားကျွန်တော်တို့ OLED သုံးမလားပေါ့ထားပါတော့ကျွန်တော် AMOLED ပေါ့နော် AMOLED ကိုသုံးလိုက်မယ်ပေါ့အဲဒါကကျွန်တော်ဥပမာအနေနဲ့ရေးပြတာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ Redmi ဆိုတဲ့အဲ object လေးတစ်ခုရသွားပြီပေါ့နော် mobile phone လေးတစ်လုံးရသွားပြီဆိုကြပါတော့ဒါဆိုရင်အဲ့ Redmi ဆိုတဲ့ mobile phone လေးထဲမှာဒါဆိုရင်ကျွန်တော်တို့အဲ့လိုဖုန်းအပေါင်းအများကြီးထပ်ပြီးတော့ကျွန်တော်တို့စောက်လို့ရတော့ပြီဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဘာနဲ့အချုပ်နေနေပြန်ပြီးဆိုရမယ်ဆိုရင်ကျွန်တော်တို့ class router က ဘာနဲ့တူလို့ဆိုတော့ blueprint နဲ့တူပါတယ်ကျွန်တော်တို့ပုံချမ်းဆွဲတဲ့ဟာနဲ့တူပါတယ်ပေါ့နော်အိမ်ရဲ့ဒီဇိုင်းဒီဇိုင်းကြီးဖန်တီးထားတဲ့ပုံချမ်းနဲ့တူပါတယ်အဲ့တော့အဲ့လိုပုံချမ်းပေါ်မှာမူတည်ပြီးတော့မှကျွန်တော်တို့က object ဒီအများကြီးဖန်တီးလို့ထပ်ပြီးတော့ဖန်တီးလို့ရပါတယ်ပေါ့နော်ကဲအဲ့တော့ကြောင့်ကျွန်တော်အဲ့ဒီကောင်လေးရဲ့ object လေးကို print ထုတ်လို့ရမလားပေါ့နော်ကျွန်တော်စမ်းကြည့်ကြည့်မယ် print ဆိုပြီးတော့ redmi ကိုကျွန်တော်ထုတ်ကြည့်လိုက်မယ်ထုတ်လို့မရဘူးဖြစ်ပါတယ် sorry ဒီမှာမပါသေးတာအဲ့တော့ ထုတ်ကြည့်လိုက်မယ်အဲဒါဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင် ပေါ့နော် object ကိုတော့သူက print ထုတ်တယ်ဒါပေမဲ့သူထဲမှာရှိတဲ့ data တွေကိုတော့ print မထုတ်ဘူးပေါ့နော်အဲ့တော့ထားပါတော့ကျွန်တော် data တစ်ခုပဲကျွန်တော်ထုတ်ကြည့်လိုက်အောင်မယ်အဲ့တော့ redmi တဲကကျွန်တော်အဲ့ဒီ redmi ကပေါ့နော်ကင်မရာဘာသုံးထားလဲပေါ့ညတော့ကျွန်တော်တစ်ချက်စစ်ကြည့်လိုက်မယ်ကင်မရာကိုသူကဘာကိုသုံးထားဆိုတော့ Leica ကိုသုံးထားပါတယ်ပေါ့နော်ကဲဒါလေးကကျွန်တော်တို့ဒါ object စောက်တဲ့နေ့အခြေခံလေးဖြစ်ပါတယ်ကဲနောက်ထပ်သင်ခန်းစာမှာဆက်ပြီးတွေ့ကြတာပေါ့အားလုံးလည်းကျေးဇူးတင်ပါတယ်